2026ကပဖလားပြိုင်ပွဲယူဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တဲ့အသင်းပေါင်း52နှစ်သင်းတိတိရှိလာခဲ့ပြီဖြစ်ပါတယ်။ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ကိုခင်းစတာဖုတ်ဘောရှိုးနဲ့ကျူတူဝါရီကျွန်တော်ကိုခင်းပါ။ဒီဗီဒီယိုလေးမှာတော့2026ကပဖလားယူဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့ထပ်တိုးအသင်းတွေနဲ့ပတ်သက်ပြီးသုံးသပ်ဆွေးနွေးမှုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျ။58သင်း ဝင်ရောက်ရှင်ပြိုင်ရမယ်2026ကဘာဖလားပြိုင်ပွဲကြီးမှာ52သင်းတိရေတွက်ရှိလာပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်6နေရာရုံလုံးပေါ်ဖို့ပဲလိုပါတော့တယ်ဒီ6နေရာကို FIFA က UEFA ကို၄နေရာပေးသွားမှာဖြစ်ပြီးတော့ Channel တိုက်ကြီးတွေကို2နေရာပေးသွားမှာဖြစ်ပါတယ်အဲ့တွက်ကြောင့်သုံးလပိုင်းမှာ playoff ပွဲစဉ်တွေကိုကျင်းပပြီးဒီ6နေရာကိုအပြေပေါ်သေးမှာပါ UEFA ကအသင်းတွေအားလုံးကိုရှုံးထွက် playoff ကန်စီပြီးတော့ လေးသင်းထပ်ပေါင်းမှာဖြစ်ပြီးချန်နဲ့တိုက်တွေအားလုံးပေါင်းကို playoff ထက်ကံပြီးနှစ်သင်းထပ်ပေါင်းမှာလည်းဖြစ်ပါတယ်။ဆိုတော့အခုချိန်52သင်းရုပ်လုံးပေါ်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ဒါကဟို100ခိုင်နှုန်းပြည့်ဖို့နည်းနည်းပဲလိုတော့ရယ်300ခိုင်နှုန်းလောက်ပဲလိုတော့ရယ်ဆိုတဲ့သဘောမျိုးပေါ့နော်။တုံးလာပိုင်းမှာ playoff ကနေတက်လာတဲ့အသင်းကြီးတွေတွေကိုသာတိမယ်အသင်း name တွေကိုသာတိမယ်ဆိုရင်ဒီ2026ကမ္ဘာဖလားပွဲမှာဘယ်အသင်းတွေဖြုတ်မယ်ဘယ်အသင်းတွေပါဝင်ရှင်ပိုင်မယ်ဆိုတာတေချာပေါက်ကျွန်တော်သိရှိခွင့်ရပြီဖြစ်ပါတယ်ဆိုတော့ အသင်းရဲ့အတွက်ကို48သင်းတိုးမြင့်ပေးလိုက်တဲ့အတွက်ကြောင့်တချို့တခါမှခြေစပွဲမအောင်ဘူးတဲ့အသင်းတွေလည်းခြေစပွဲအောင်ခဲ့တယ်ကဘာဗလာမှာဝင်ရောက်ရှင်ပြိုင်ခွင့်မရတာကြာပြီဖြစ်တဲ့အသင်းတွေလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်။အဲ့တော့ကြောင့်ကျွန်တော်တိုက်ကြီးတိုက်ချင်းစီအလိုက်ပေါ့နော်။ခြေစပွဲအခုမှစအောင်တဲ့အသင်းတနည်းအားဖြင့်ကဘာဗလာကိုပထမဆုံးဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေကိုလည်း knowledge sharing လုပ်ပေးသွားမယ်။ကျွန်တော်ပြန်နှွေးလိုက်ရအောင်။ ။ host country သုံးနိုင်ငံကတော့ဒါခြေစပွဲအောင်မြင်ပြီးသားအသင်းတွေပေါ့နော်။ကနေဒါ၊မက္ကဆီကို၊ United States ။ဒီသုံးနိုင်ငံကလည်း host country မဖြစ်ခင်အချိန်ကာလတည်းကခြေစပွဲတွေအောင်ခဲ့ကြတဲ့အသင်းတွေပါ။ကမ္ဘာပလားမှာကျွန်တော်အမြဲတမ်းလို့လို့မြင်တွေ့ခွင့်ရခဲ့တဲ့အသင်းတွေဖြစ်ပါတယ်။ကနေဒါ၊မက္ကဆီကို၊ United States ဘောလုံးစစ်တမ်းအရင်တော့မကွာပါဘူး။ကျွန်တော်အာရှတိုက်။အာရှတိုက်မှာ Australia, Iran, Japan, Jordan, Qatar, Saudi Arabia, တောင်ကိုရီးယားဥစ်ဘက်ကစ္စတန်စတဲ့အသင်းတွေဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့ပါတယ်ဒီထဲမှာကျွန်တော်ပထမဆုံးခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းနှစ်သင်းပေါ့နော်ကျွန်တော်ပေါ်ထွက်ခဲ့ပါတယ်အဲ့ဒီနှစ်သင်းကတော့ဂျော်ဒန်နဲ့ဥစ်ဘက်ကစ္စတန်ဖြစ်ပါတယ်အဲ့တော့ဥစ်ဘက်ကစ္စတန်ကလည်းအရင်ကတကြိမ်တခါမှကမ္ဘာဖလားမှာဝင်ရောက်ရှင်ပြိုင်ခွင့်မရဘူးပဲနဲ့ဒီ2026ကမ္ဘာဖလားမှာဒါပထမဆုံးသူတို့ဝင်ရောက်ရှင်ပြိုင်ခွင့်ရတယ်လို့ဂျော်ဒန်ကလည်းပထမဆုံး ဒါခြေစပွဲအောင်မြင်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတွေဖြစ်ပါတယ်။ဒါဥဇဘက်ကစ္စတန်ဆိုရင်လွန်ခဲ့သော10နှစ်လောက်ကအာရှတိုက်ရတချို့အသင်းတွေရဲ့ခြေစွမ်းနဲ့တိတ်မကွာပဲအလဲလဲအဆင့်သာရှိခဲ့ပေမဲ့အခုချိန်မှာကစားသမားကောင်းတချို့ပေါ်ထွက်လာပြီးတော့ level တစ်ခုထိရောက်လာတယ်လို့ပြောနိုင်ပါတယ်။အဲ့တော့ဒီအာရှအကြောင်းပြောရင်းနဲ့မှအရှိတောင်အာရှအเจ้าမှာကျွန်တော်အနေနဲ့ဖြည့်ဆွတ်ဆွေးနွေးခြင်းတယ်တချို့ကလာမေးကြလို့ပါအရှိတောင်အာရှအသင်းတွေထဲမှာ ကဘာဖလားဝင်ရောက်ရှင်ပြိုင်ခွင့်ရဘူးတဲ့အသေးနေရှိသလားဘာညာပေါ့နော်အဲ့တော့ကျွန်တော် knowledge sharing လေးအနေငယ်လုပ်ပေးခြင်း ਨੇ အတိအကျကြီးပေါ့နော် by name နဲ့ပြောရင်တော့မရှိခဲ့ဘူးဒါပေမဲ့တခိတခါ colony ဖြစ်ခဲ့မှုတဲ့နိုင်ငံတနိုင်ငံအနေနဲ့ဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးတဲ့တမိုင်းစင်လာတော့ရှိပါတယ်အဲ့ဒီလက်ရွေးစင်အသင်းကတော့လက်ရှိအချိန်မှာ Indonesia လို့ခေါ်တဲ့နော်တခိတခါတော့က -east indies နိုင်ငံဖြစ်ပါတယ် ါပေမဲ့လေဟိုအင်ဒိုနီးရှားလက်ရွေးစင်အသင်းလို့ရေဘူးရအားဖြင့်တော့ပြောလို့ရတာပေါ့နော်။တနည်းအားဖြင့်အရှိတောင်အာရှမှာကဘာဖလားပြိုင်မှုတဲ့တသင်းနဲ့သောနိုင်ငံကအင်ဒိုနီးရှားလို့လည်းပြောလို့ရတယ်။အဲ့ဒီ1938ကဘာဖလားပြင်သစ်နိုင်ငံမှာကျင်းပတာဖြစ်ပြီးတော့အင်ဒိုနီးရှားနိုင်ငံက နယ်သာလန်နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိပါသေးတယ်။ဒါပေမဲ့နယ်သာလန်နိုင်ငံကလည်းနိုင်ငံတကာနိုင်ငံအနေနဲ့1938ကဘာဖလားပွဲမှာဝေရောက်ရှင်ပြိုင်ကွင်းရခဲ့တယ်လို့အဲ့ဒီ Dash East Indies အမည်နဲ့လည်းအင်ဒိုနီးရှားလက်ရွေးစင်အသင်းက1938ကဘာဖလားမှာဝေရောက်ရှင်ပြိုင်နေဆိုရဲမှတ်တမ်းတွေရှိခဲ့မှုပါတယ်။ဒါပေမဲ့ပထမဆုံးပွဲစဉ်မှာရင်ဟန်ဂေရီကို6-9ပြတ်ရှုံးနေခဲ့ပါတယ်။ဟန်ဂေရီကလည်းအဲ့ဒီခေတ်အဲ့ဒီကပေါ်တည်တည်အသင်းတသင်းတော့မဟုတ်ဘူး။ နောက်ဆုံး final ထိတက်ခဲ့ပြီးတော့ကျွန်တော် final မှာအီတလီအသင်းကိုရှုံးနိုင်ပြီးတော့ဒုတိယနေရာနဲ့ကျင်တ်ခဲ့ရတာပါပြောချင်တာအရှိတော်အာရှအသင်းတွေမှာဇားရှိတဲ့အသင်းတွေတော့ရှိခဲ့ဘူးတဲ့အခုချိန်မှာလည်းအင်ဒိုနီးရှားလက်ရွေးစင်အသင်းကဇားရှိတယ်သူတို့ fourth round လောက်ဒီဒီနေ့ကမ္ဘာဗလာကိုတက်လန်းနိုင်ခဲ့တယ်ဆိုတော့အစင်လာမျိုးတွေရှိခဲ့တယ်ပေါ့နော် Thai တို့ VNN တို့ကလည်းတောက်လျှောက်ကြိုးစားနေစေဖြစ်ပါတယ်ဒါပေမဲ့ တကဘာလုံးတိုင်းတာနဲ့ခြုံကြည့်မယ်ဆိုရင်တော့အရှိတောင်အာရှရဲ့ဘောလုံးအင်အားအနည်းငယ်နည်းနေသေးတယ်လို့ပဲပြောရမှာပါ။โอเคအဲ့တော့ကျွန်တော်အာရှတွေအရှိတောင်အာရှတွေတောင်ထက်ဆွေးနွေးပြီးသွားပြီဆိုတော့ဒီတစ်ခေါက်အာဖရိကနိုင်ငံအသင်းတွေဘယ်အသင်းခြေစပွဲအောင်ထားလဲကျွန်တော်ထပ်ပြောပါမယ်။ Algeria, Cape Verde, Egypt, Ghana, Ivory Coast, Morocco, Senegal, South Africa, Tunisia ဒီအာဖရိကအသင်းတွေထဲမှာ ီနှစ်2026ကမ္ဘာဖလားမှာခြေစပွဲအောင်ခဲ့တဲ့တသင်းတဲ့တော့အသင်းဟာ Cape Verde ဖြစ်ပါတယ်။ကျန်တဲ့အသင်းတွေကတော့ပရိသတ်တိတ်ပြီးမစိမ့်တဲ့အသင်းတွေပါ။ကျွန်တော်ညီကိုတွေဘလုံးမွဲကစားခြင်းနဲ့ဆိုရင်တော့ Senior Torchet စီမှာမောင်ငါ6အိုင်ဘက်ခွန်ရှိကူ9သလုံးမစ်တိုကိုမမာတိအပူစုခြင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်။အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနမတ်39 893180မှာဆက်သွယ်ဆုံးလည်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ဒီတစ်ခါကျွန်တော်ကွန်ကကဖ်ကခြေစပွဲအောင်ခဲ့တဲ့ အသင်းတွေကိုထပ်ပြီးတော့ဆွေးနွေးပါမယ်ထူးခြားတာလေးတစ်ခုရှိပါတယ်ဒီခြေစပွဲအောင်ထားတဲ့အသင်း၃သင်းမှာ Curaçao ဆိုတဲ့အသင်းကဒီနှစ်မှာမှ ပထမဆုံးဝင်ရောက်ရှင်ပြိုင်ခွင့်ရတဲ့အသင်းတစ်သင်းဖြစ်ပါတယ်လက်ရှိအချိန်မှာ Curaçao က Caribbean ရဲ့အသင်းတစ်သင်းနိုင်ငံတနိုင်ငံပေါ့နော် Caribbean နိုင်ငံတနိုင်ငံဖြစ်ပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဆိုပေမဲ့တစိ့တရေတာ Netherlands နိုင်ငံရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိနေပါသေးတယ် တော့တကယ်တကာကတော့ Netherlands ရဲ့ colony နိုင်ငံလို့ပြောရမှာပေါ့เนาะအဲ့တော့ Netherlands နိုင်ငံကဒီစစ်ရေးတွေကာကွယ်ရေးတွေကိုအဓိက Curaçao နိုင်ငံအတွက်ဟိုကာကွယ်ပေးထားတယ်အုတ်ချုပ်ပေးထားတယ်ဆိုတော့သဘောမျိုးဖြစ်ပါတယ်။ဂျန်တဲ့အပိုင်းတွေမှာတော့သူတို့ဒီကိုပိုင်အုတ်ချုပ်ခွင့်ရနိုင်ငံတနိုင်ငံလည်းဖြစ်ပါတယ်။ဒီလိုနိုင်ငံသေးတသင်းပေါ့နော်။ကဘာဖလားဘွဲမှာဝင်ရောက်အရှင်ပြိုင်ခွင့်ရခဲ့တဲ့အတွက်ကြောင့်လည်း ဒီနိုင်ငံရဲ့ဘောလုံးအစစ်တန်းကိုကျွန်တော်တို့အဲကြည့်ရှုလေ့လာခွင့်ရမှာပါနောက်ထပ်တနိုင်ငံကတော့ဟေတီပါဟေတီကတော့ကမ္ဘာဖလားကို1980ကျော်လောက်ကဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတယ်လို့ကျွန်တော်တို့သိထားရတယ်အဲ့ဒါကြောင့်ဒီတစ်ခေါက်ပြိုင်ပွဲကပထမဆုံးပြိုင်ပွဲတစ်ပွဲတော့မဟုတ်ဘူးနောက်ထပ်တင်းကတော့ပါနာမာဖြစ်ပါတယ်နိုင်ငံကျော်နိုင်ငံကျော်ကဘာကျော်ပေါ့ဗျာကဘာကျော်တူမောင်ကြီးရှိတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ပနားမတူမြောင်းဆိုတာကတော့နာမည်အကြီးဆုံးတူမြောင်းပေါ့နော်โอเคဒီတစ်ခါယူရိုယူရိုကတော့ကျွန်တော်တို့အားပေးတဲ့အသင်းတွေ အများဆုံးရှိတဲ့တိုက်ကြီးဖြစ်ပါတယ်။ဘယ်အသင်းတွေခြေစပွဲအောင်ပြီးသွားရင်လဲ။ Austria, Belgium, Croatia, England, ပြင်သစ်၊ Germany, Netherlands, Norway, Portugal, Scotland, Spain, Switzerland တို့ဖြစ်ပါတယ်။ဒီအသင်းတွေကလည်းဒီမနက်ကစားပြီးတဲ့အချိန်ကြားမှာ official ခြေစပွဲအောင်ခဲ့တဲ့အသင်းတွေပေါ့နော် Scotland Spain Switzerland စသဖြင့်ပေါ့အပြောမယ်ဆိုရင်ဥရောပရဲ့နိုင်ငံတော်များကျွန်တော်တို့မစိမ်းဘူးဗျဒီအသင်းတွေခြေစပွဲအောင်နေဆိုတာလည်းအရင် ထူးသန်းမနေပါဘူးအများတန်းလူလူခြေစပွဲအောင်တဲ့အသင်းတွေပါဝင်နေပါတယ်ကဲနောက်ထပ်သမုတ်တရားပိုင်းဆုံးကအသင်းတစ်သင်းနယူးဇီလန်နယူးဇီလန်ကလည်းမထူးသန်းပါဘူးသမုတ်တရားပိုင်းဆုံးမှာသူတသင်းပဲအင်အားကောင်းတဲ့အသင်းပါတယ်အဲ့တော့ကြောင့်နယူးဇီလန်ကအများတန်းလူလူကဘာဖလာခြေစပွဲအောင်ပြီးကဘာဖလာမှာမြင်တွေ့ခွင့်ရတဲ့အသင်းတစ်သင်းဆိုလည်းမမှားပါဘူးကဲနောက်ဆုံးနိုင်ငံတွေကတော့ Latin America နိုင်ငံတွေဖြစ်ပါတယ် South America လို့လည်းပြောလို့ရပါတယ်အောင်မြင်ခဲ့တဲ့နိုင်ငံတွေကတော့ Argentina, Brazil, Colombia, Ecuador, ပါရာဂွေးနဲ့ယူရုဂွိုင်းတို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့2026ကမ္ဘာဖလားပွဲမှာခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်း42သင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကလေးတို့အတွက်သုံးသပ်ဆွေးနွေးမှုလုပ်ရင်းနဲ့တချို့ပိုင်းတွေ knowledge sharing လုပ်ခဲ့တာပါဒီကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အသင်းတွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုများဝင်ရောက်မှတ်ချက်ပေးခြင်းတလဲ comment မှာရေးသားသွားလို့ရပါတယ်အခုတော့အားလုံးနှုတ်ဆက်ပြရသည်ခင်ဗျာကျေးဇူးများအိတ်တင်ပါတယ်